တော်တယ်ဟိုနော်ဒီចောင်းသားတွေဆရာတွေသူတို့တွေကပျော်ပွဲစားထွက်ကြတာနော်ပျော်ပွဲစားထွက်ကြတယ်ထွက်ကြတော့ရေသွားခတ်ခိုင်းတယ်ဆရာကနေပြီးတော့ចောင်းသားတွေရေသွားခတ်ခိုင်းတယ်ရေဘူးတွေထဲမှာရေတွေမရှိတော့ရေသွားခတ်ခိုင်းတော့အဲ့ဒီအိုင်လေးထဲမှာရေတွေကနှောင့်နေတယ်နှောက်လို့တမင်လေးသားကောင်တွေကရေတောက်ဆင်းပြီးတော့ဖြတ်သွားတော့ရေတွေကနှောင့်နေတော့သူတို့ကရေစာရက်သားနဲ့မတောက်နိုင်တောက်လို့မရအောင်ရေတွေကနှောက်ကြည့်နေတော့ဘလို့မှခတ်လို့မရအောင် အဲ့ဒါနဲ့ပြန်လာကြတယ်ရေဘူးပလာနဲ့ပြန်လာရတယ်ပေါ့နော်အဲ့တော့ចောင်းသားတွေကပြောတယ်ပေါ့နော်ဆရာရေခတ်လို့မရအောင်ရေရတောက်လို့မရအောင်ရေတွေကနောက်ကျနေတာပဲဘယ်လိုလုပ်ကြမလဲအဲ့တော့သူကပြောတယ်ဘလို့မှမလုပ်နဲ့နော်ခဏနေကြတော့ပြန်ပြီးတော့သွားခတ်ခိုင်းတယ်ကဲမင်းတို့အခုလောက်ဆိုရင်တော့သွားခတ်လို့ရပြီဟာဆရာရေတွေကနောက်နေရလေအဲ့ရေတွေကတောက်လို့မရအောင်လေဘာလို့ထပ်ခတ်ခိုင်းတာလဲခုနကသွားခတ်ပြီးသွားပြီမဟုတ်ဘူးလေအခုသွားခတ်ကြည့်လိုက်ပါလေအခုအခုလောက်ဆိုရင်တော့ရပြီ အဲ့တော့မှចောင်းသားတွေကတွားပြီးတော့ခက်လဲခက်လိုက်ပေါ့ကြီးရပါဖြစ်နေအဲ့အဲ့အချိန်မှာတော့ကြီးနေဟုတ်ပြီနော်ကြီးနေအဲ့တော့ခက်ပြီးတော့ပြန်လာတယ်ကဲအခုတော့ရေးကြီးပြီးမလားတဲ့ကြီးပြီအဲ့လိုမျိုးရေးအကြီးလေးကိုတောက်ရဖို့အတွက်ငါတို့ဘာလုပ်လိုက်ရလဲတဲ့နော်အဲ့ဒါလေးမေးကဲဘာလုပ်လိုက်ရလဲအချိန်တစ်ခုဆောင်းနေចောင်းသားတွေကတော့ပြောဘာမှမလုပ်လိုက်ရဘူးလေလို့ပြောတယ်ဘာမှမလုပ်လိုက်ရဘူးလေတဲ့တော့သူကြီးသွားတာပဲတဲ့ဘာမှမလုပ်လိုက်ရတော့မဟုတ်ဘူးတဲ့ငါတို့တွေအချိန်တစ်ခုကိုတီးခံပြီးတော့ဆောင်းလိုက်ရတယ် ုတ်တယ်မလားအဲ့တော့တခါလေးမှာစောင့်ဆိုင်ခြင်းဆိုလည်းအလုပ်တစ်ခုပဲနော်အဲတီးခံပြီးစောင့်ဆိုင်ခြင်းကအခြေအနေတစ်ခုကိုစောင့်ဆိုင်တတ်ခြင်းကလည်းအလုပ်တစ်ခုပဲအဲ့တော့ပြောင်းလဲမှုဆိုတာချက်ချင်းမဖြစ်ဘူးဒါကြောင့်စကားမှရှိရဲအခုရေတွင်တူအခုရေကြည်တောက်လို့မရဘူးဆိုတာရေတွင်တူပြီးတဲ့ရေကချက်ချင်းမကြည်နိုင်ဘူးနော်ဒါပေမဲ့ကြည်လာမဲ့အချိန်တော့စောင့်ဆိုင်တတ်ရတယ်အခုအပင်ဆိုင်အခုအသီးစားလို့မရဘူးအမြင့်ကိုစိုက်လိုက်တာတော့မှန်တယ်ဒါပေမဲ့ချက်ချင်းတော့အပင်ကပဲပေါက်မှာ ဟုတ်ပြီနော်အခုစားအခုစားခြင်းလို့မရအခုစားအခုရိတ်သိမ်းခြင်းလို့မရအခုတူးအခုတောက်ခြင်းလို့မရဒီသဘောမျိုးလေးတော့သိရမယ်ဟုတ်ပြီနော်